ထက်နိုင်ငံချင်းမိုင်မြို့ကတပတ်ဟိုတယ်မှာတိုင်းဒေသနဲ့ကိုင်အဖွဲ့19ဖွဲ့ပါဝင်တဲ့တိုင်းဒေသနဲ့ကိုင်ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးဒုတိယနေ့ကိုကျင်းပခဲ့ရမှာခုနှစ်ဖွဲ့ကတနင်္ဂနွေအပြစ်ခက်ရစဲရေးစာချုပ်မှာလက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကျန်တဲ့10ဖွဲ့ကတော့မထိုးသေးပဲအဲ့ဒီအထက်မှာနှစ်ဖွဲ့ကတော့အပြေမပေးနိုင်သေးပါဘူး။အခုဆွေးနွေးပွဲရဲ့နောက်ဆုံးအခြေအနေတွေကိုသိနိုင်ဖို့တွားရောက်တရင်ယူနေတဲ့ဥွှေအောင်ကိုတိုက်ရိုက်မင်းမြန်ကြည့်မှာဖြစ်ပါတယ်။ဥွှေအောင်ရင်ဆွေးနွေးပွဲတွေကလည်းပြီးသွားပြီဆိုတော့အခြေအနေကဘာထိုးသေးလဲဗျ။ โอเคဗျာဒီနေ့ညနေပိုင်းသူနေဘွားတော့ပြီးတော့ပါပြီအဲ့တော့ကျွန်တော်တို့ဒီစကင်းကချိန်ညာလိုက်တဲ့လက်မှတ်ထိုးမယ်ဆိုတဲ့အဖွဲ့လေးဘာကြောင့်ထိုးမယ်လို့ဆုံးဖြတ်လိုက်တယ်လဲလက်မှတ်မထိုးသေးဘူးဆိုတဲ့အဖွဲ့ဘာကြောင့်ထိုးသေးဘူးလို့ဆုံးဖြတ်တာလဲသာရှိတိုက်မေးကြည့်ပါလေအဲ့တော့လက်မှတ်မထိုးတဲ့အဖွဲ့တွေပြောတာတော့ဒီတွေ့ရစီကပေါ့နော်ထိုင်မာတဲ့ဂရိကိုမရသေးဘူးမရတဲ့အကြောင်းတော့သူတို့ကတစ်ဖွဲ့အားလုံးပေါင်းဝေးဘူးပဲဆက်ပိုင်ထားမယ်ပြောကြပါကြာ လက်မှတ်ထိုးမဲ့အဖွဲ့တွေကဘာကြောင့်ထိုးတာလို့ပြောလဲဗျာလက်မှတ်ထိုးတဲ့အဖွဲ့တွေကကြတော့သူ့ဒီပါဒီပြည်သူဒေသခံလူထုတွေကလည်းထောက်ခံမှုရထားပြီးပြီသူတို့ကလည်းဒီလက်မှတ်ကိုထိုးကျင်နေပြီးထိုးပြီးတော့နိုင်ငံရေးမှုပေါင်းလေးဆွေးနွေးပြီးတော့ဒေသကောင်းကျိုးလုပ်ချင်နေပြီပေါ့နော်အဲအကြောင်းသူ့ဖို့ဆုံးဖြတ်တာလို့ပြောပါတယ်ဗျာဟုတ်ကဲ့ဗျအဲ့တော့တနိုင်ငံလုံးအပြစ်ခက်ရစဲရေးစာချုပ်မှာလက်မှတ်ထိုးဖို့အဖွဲ့တွေထပ်ပြီးတော့များတိုးလာနိုင်တဲ့အခြေအနေရောရှိတယ်လို့မြင်လားဗျအာဟုတ်ကဲ့ဗျကျွန်တော်ဒီစီဝေးပြီးတော့ ီတိုင်းသားဆင်းမြေကိုယ်တည်းဘက်ကဒုတိယခေါင်းဆောင်ပေါ့နော်ပူးချင်ကျုံးကိုကျွန်တော်မေးကြည့်ပါတယ်မေးကြည့်တော့သူပြောတဲ့စကားတစ်ခုကဒီအခုဒီနေ့ဆွနေဘွဲကိုတက်နေတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကလက်မှတ်မထိုးဘူးလို့တယောက်မှမပြောပါဘူးတဲ့တပ်ဖွဲ့မှမပြောပါဘူးတဲ့လက်မှတ်ထိုးကြမယ်လက်မှတ်ထိုးမယ်ဆိုရင်စုပ်ဖြတ်ပြီးဒါပေမဲ့သူတို့ကအကုန်လုံးပါဝင်ရေးနဲ့ဘဲချိန်မှဘလို့ထိုးကြမလဲဒါကိုဆွနေနေကြတာပါလို့ပြောပါတယ်ဗျနောက်တစ်ခုကဒီလက်မှတ်ထိုးတဲ့အခါမှာပေါ့နော်စုဖွဲ့လိုက်ပေါ့ဥမာစူပါတို့ ဒီနေ့တမတ်ထိုးမယ်လို့ပြောလိုက်တယ်ဆိုရဲအခွဲခုနှစ်ခွဲရသူတို့ရှင်လဲသူတို့အခွဲလိုက်ပေါ့ခုနှစ်ခွဲသူတို့သွားပြီးတော့တပိုင်တည်းတမတ်ထိုးမယ်သူတို့တပွဲခွဲစီသွားပြီးတမတ်ပဲသူတို့ပြောပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ညမှာပဲပေါ့နော်ဒီတိုင်းနာထိတ်ဒီတော်လိုက်ခေါင်းဆောင်တွေရဲ့ပါပတိဖွဲ့ဝင်ခုနဲ့ဒီတိုင်းနာအစင်းမြင့်ကိုတလဲခွဲရဖွဲ့ဝင်ဒီဆက်ရှိဘူးဒီနေ့ညမှာဆက်ပြီးတော့ကျွေးကြဖို့ဒီဝက်အစီအစဉ်တစ်ခုရှိနေပါတယ်အဲ့ဒီဆွေးနွေးပွဲမှာသူတို့ဆွေးနွေးပြီးလို့ရှင်တယ်ဒါကျွန်တော်တို့လက်ဖြံမှာ ပြောင်းလဲအတူရှော့ဖြစ်လာတယ်ဗျ။တောင်းနေလဲရှိနေတာဗျ။ဟုတ်ကဲ့ဗျ။ကျေးဇူးတင်ပါတယ်ဦးရှော့ရှင်။ဒါကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကထိပ်သီးကောင်းဆောင်တွေရဲ့အပြစ်ခက်ရေးစဲရေးစာချုပ်မှာလက်မှတ်ရေးထိုးရေးပေါ်ဆုံးဖြတ်ကြတာနဲ့ပတ်သက်လို့သတင်းသွားယူနေတဲ့ဦးရှော့ရောင်ကိုတိုက်ရိုက်မင်းမြန်ခဲ့တာပါ။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာပါ။